မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီခုနှစ်ကြိမ်တုန်းကတော်များငားလေးတင်မှာနင်းနေခွန်တိပရိပါနော်ပြီးရင်ရှစ်ကြိမ်မှာတော့ရှောက်ခွန်ရှစ်တရဲ့20နံပါတ်နဲ့က89တင်းနေတုံးလေးမှာဒီ3889ပရိချပေးသွားခဲ့တယ်ပါနော်အဲ့ဒီမှာပရိအားနေတာက735ဖြစ်ပါတယ် ဒီကိုချိန်မှာတော့ကျွန်တော်83နှစ်ပြည့်ရဲ့3589တုံမြောက်ပြည့်ရဲ့ဆူပြီးပေါ့နော်ကျွန်တော်အဲ့မှာပြည့်သေးလုံးကဆက်ပြီးပြီးသွားခဲ့တယ်ဒီပြည့်6လုံးကပေါက်သွားတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒီပြည့်အားနည်း20တွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ဒီ3639တုံညာခွန်နှစ်အဲ့ဒီပြည့်အားလုံးပေးတာပေါ့နော်အဲ့မှာတော့ကျွန်တော်ပြည့်တစ်ခုပေါက်သွားတာဖြစ်ပါတယ် အာတလေး90ပြိကြံနေပါတော့အဲ့မှာတော့ကျွန်တော်နှစ်ပြိချပေးသွားတာဖြစ်ပါတယ်ပြိအားနဲ့20တခုဖောက်သွားတာဖြစ်တယ်ပေါ့နော်ဒီပြိနှစ်လေး6လုံး20အဆက်ကိုပေါ့နော်ဒီ6လုံး1963တုံများခွန်ပြိအားနဲ့20အဆက်ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်တက်မှန်ညဝေးတင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်20နံပါတ်1အနေနဲ့ကျွန်တော်ထပ်ပြီးတူတူလေ့လာကြအောင်ပေါ့နော်ပြိအားနဲ့တုံမဟုတ်ပြိပေတဲ့နည်းဖြစ်ပါတယ်ပေါ့နော် အဲ့မှာကျွန်တော် break တနည်းနံပါတ်၄ရက်၄ရက်၃ရက်ဆိုပြီးပြပေးထားတယ်ဗောနော်တုံများရှစ်ရှစ်ကိုပေးတာ9ခွန်9ဆိုတဲ့အတွက်9ပရိချပေးထားတယ်ဗောနော်ရှစ်9တီကိုပေးတာတုံများ63 9ပရိချပေးထားတယ်တုံများ96အဲ့ဒီပရိ3လုံးကိုပေးတာ395ခုနှစ်ပရိချပေးထားတာဖြစ်ပါတယ်ပြီးရင်73ဒီပရိ3လုံးကိုပေးတာဗောနော်63များ3ဆိုတဲ့အတွက်9ပရိချပေးထားတာဖြစ်ပါတယ်

အခုလိုလိုစေတော့လုံးဝမဖောက်သေးဘူးပေါ့နော်โอเคနောက်ထပ်ဒီဘက်ကိုဆက်ပြီးလေ့လာကြအောင်တပင်ဖောက်ရှိတဲ့20နံပါတ်2ကတော့ပေါ့နော်အဲ3လေနေဘရိတ်ကိုပေးတာရှစ်ဘရိတ်နိနိတိငါဘရိတ်လေချင်းလေးတော့ငါဘရိတ်ရှစ်ရှောင်းတော့ခုနှစ်ဘရိတ်နေတော့များကိုတိခွန်ခွန်ကိုတော့ခွန်တော့များတော့များခွန်3ခွန်ခွန်ခွန်ရှစ်ကိုလေးကတိဘရိတ်ငါရှောင်းတော့ငါလေးဘရိတ်ရှောင်းရှစ်ခွန်ကတိဘရိတ်နိနိခွန်ကလေးတိဘရိတ်3 8 9ဘရိတ်โอเคကျွန်တော်ပြည့်ခဲ့တဲ့ဘက်မှာ အဲတုံးတုံမြာကိုရှားပေးသွားတယ်ဗောနော်တုံးတုံမြာကိုဆိုရတဲ့ထိတ်လေးပိတ်ကနန်းသုံးလုံးပေါင်းရှင်ကနှစ်ပရိရှားပေးသွားတယ်ဗောနော်ကျွန်တော်အာနေပရိကဒီသုံးပရိပြီးရင်သုံးပရိအာနေနှစ်ပရိရှားပေးသွားတယ်တုံးမြာပရိအာနေနှစ်ပရိခုနှစ်ပရိအာနေနှစ်ပရိရှားပေးသွားတယ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီပရိသုံးလုံး23မျိုးစလုံးပဲဆက်ပြီးရှားပေးသွားတယ်ဗောနော်โอเค အာရှန်ဒီတပတ်အတွက်ကနင်း9တီ33ည9ကိုမူတည်ပြီးတော့ထပ်ပြီးလေလာအတွက်ကြာမှာပါနော်ကျွန်တော်တင်းနဲ့ဒီ3နဲ့ပေါင်း6နဲ့6ပေါင်း7နဲ့69ပေါင်း15ကိုအနောက်က3နဲ့ထပ်ပေါင်းထားတယ်ပါနော်ဆိုတော့တင်းတော့ဒီနင်းနဲ့9ပေါင်း sorry 9နဲ့10ပေါင်းရှင်းဒီ6ရမယ်ပါနော်အဲ့ဒီ6ကိုအနောက်က3နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်63ပေါင်းရှင်း9ဆိုတဲ့အတွက်ကျွန်တော်9ပြိအားနေမှာဖြစ်ပါတယ် Okay ဒါတွင်ဤအရာပါနော် အာဒါ20နံပါတ်ဖြစ်ပါတယ်နောက်ထပ်20နံပါတ်ကသုံး87တက်ကိုပေါင်း3ပြားပြေအားနေတယ်နိနေပေါင်း4ကိုပေါင်း3ပြေအားနေတယ်64လေး4ကိုပေါင်း73 3ပြေအားနေတယ်ဒီတစ်ပတ်ကဒီ3ကိုပေါင်း82နိဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်ဒီတစ်ပတ်မှာနေပြေအားနေ မှာဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့20နံပါတ်ကနေပြေအားနေတယ် နောက်ထပ်တနည်းနံပါတ်3ကဒီနည်းနဲ့6ပေါင်းရှင်66ပေါင်းဆက်နည်းနည်းတစ်ပေါင်း3ဒီနည်း5ပေါင်းရှင်ခုနှစ်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာပရိသတ်လုံးအားနေတယ်ပေါ့နော်ခွန်ရဲ့နေရဲ့ကိုရဲ့ဆိုပြီးတော့ဒါအတွက်နေအရာပါเนาะအဲ့ဒီပရိသုံးလုံးပိန်မှာဖြစ်ပါတယ်လုံးပိန်အားနေတာကခွန်နေခွန်နေ6 9ဖြစ်ပါတယ် Okay ဒီမှာကြတော့ပရိအားနေတာကတော့သုံးလုံးပေါင်းချင်းပရိအားနေတာကတော့ကျွန်တော်တို့ အတွင်းဤအရာခွန်နှစ်ကိုပရိအားနေတယ်လို့ဆိုလိုရခြင်းဖြစ်ပါတယ်။တွင်ဤအရာပေါ့နော်ခွန်နှစ်ကိုနောက်ထပ်ပရိအားနေတွင်ဤဒီကိုလည်းကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်။ okay နောက်ထပ်တွင်မြို့တမျိုးကိုလေ့လာကြည့်အောင်နောက်ထပ်တွင်မြို့ကဒီဟာလေးပေါ့နော်ပရိအားနေပေပရိ6တိပရိအားနေတာ9လေးလေး3ပရိ3ရှစ်ပရိအားနေ9ခွန်9ပရိ အဲဒီလိုလေးတောက်ချောက်ပါနော်သူကဒီအနီအောင်လေးနဲ့ဝိန်းထားတာကပရိအာနေဖြစ်ပါတယ်လေ၃နေ၅ခွန်၉ပါနော်အဲ့လိုလေးဒီမှာတောက်ချောက်ပေးနေတာဖြစ်ပါတယ်တောက်ချောက်ချပေးနေတယ်ပါနော်ပရိအာနေယူတယ်နေဖြစ်ပါတယ်အဲရှောက်ရှောက်၅ခွန်၉ရှောက်နေခွန်၃မြ၉လေးပေးတာပါနော် 73ဘေတာ9ဘေခွန်နှစ်ဘေတာ9 63ခွန်73တိ493တုံမြ9ခွန်16ကခွန်94ဘေတာတိ38ဘေတာလီ94ဘေတာတိနှစ်ခွန်ဘေတာတိ63ဘေတာ9ပြေခရဘခွန်နှစ်ဘေကိုဘေတာ3တုံမြ9ဆိုတဲ့အတွက်ပေါင်း3လုံးပေါင်းရှင်းဒီနှစ်ဘေပေါ့နော်โอเคအဲ့ဒီမှာတော့ကျွန်တော်ဒီအနော်တလုံးပေါ့နော်အရှိတလုံးပဲဆိုရင်တော့မပြတ်သေးဘူးပေါ့နော်ဒီအနော်တလုံး ခွန်နှစ်ထဲကနှစ်တခုပြည့်သွားတယ်ဗောနော်ဒီရှိရတလုံးသေးပဲယူမယ်ဆိုရင်တော့မပြည့်သေးဘူးဗောနော်30ကျော်ရှိသွားပြီဒီအနောက်တလုံးကတော့ပြည့်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီတွက်နှစ်အစိုက်ကိုကျွန်တော်ထပ်ပြီးတော့30ကျိန်းအတွက်ထပ်ပြီးလေ့လာကြည့်အောင်ဗောလားခင်ဗျာဒါတည့်ရဲ့ယူတဲ့နှစ်ဖြစ်ပါတယ်ဗောနော် ကိုလေးပရိအားနေတာဖြစ်ပါတယ်ဒီနှပီမှာပြရတာက9ဘရိတ်ချပေးထားတယ်ဗောနောကိုလေး6ဘရိတ်ချပေးထားတယ်8 3ဘေတာ5ဘရိတ်9ဘေတာ5တော့များဘေက ခွန်ပါနော်ဆက်ကြည့်အောင်ပါနော်3 4 4 3 2 9 3 6 3 9 9နဲ့မှာ339ဆိုတဲ့အတွက်ကဏ္ဍသုံးလုံးပေါင်းရှင်းနေပြိချာပေးသွားတယ်ပါနော်ဒါကြောင့်မို့ဒီအနောက်ကကဏ္ဍတစ်လုံးရှိရတယ်ပါနော်အာရှီယာပြိအာနေတခုကတော့ okay တယ်ဒါဆိုရင်ဒီနိအဆက်က339ဆိုတဲ့အတွက်ဒီအပိတ်ကနေနှလုံးကိုပေါင်းမယ်ပေါ့နော် ခွန်ချစ်ပေါင်းချင်း15ကိုနင်းနဲ့ထပ်ပေါင်းထားတာပေါ့နော်ခွန်ခွန်14ကိုနင်းနဲ့ထပ်ပေါင်းထားတဲ့အတွက်ချစ်ကိုပေါင်းဆက်ခွန်ခွန်ကိုလည်းနင်းနဲ့ထပ်ပေါင်းတော့ကိုဆိုတဲ့အတွက်ကျွန်တော်ကိုအပရိအားနေတယ်ပေါ့နော်ဒီပရိတစ်ခုတည်းပဲယူမယ်ဆိုရင်ပေါ့ခင်ဗျာဒီအနောက်ကပါဝါထက်ယူမယ်ဆိုရင်တော့လေးပေါ့နော်ကိုလေးပရိအားနေတယ်ဖြစ်ပါတယ်ဒါတပင်ပဲဖောက်တဲ့တွေအတွက်ကြောင့်မို့အဲဆက်ပြီးတော့ ပေးလာအောင်မလားဗောနော်ရှားပေးလာအောင်မလားဗောနော်ဒါဆိုရင်ကိုကနှစ်ကြိမ်အားနေတယ်လေးရတစ်ကြိမ်ဗောနော်ဒီလေးကိုတည်တည်ထားရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာဖောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ဗောနော်ပြီးခဲ့တဲ့ဘက်မှာဒီပရိဒီတစ်ခုဖောက်သွားခဲ့လို့ဗောနော်โอเคနောက်ထပ်တနည်းဒီကိုလည်းထပ်မံကျွန်တော်တူတူလေးလာကြအောင်ဗောနော်ပြီးခဲ့တဲ့ဘက်မှာဒီတနည်းတစ်ခုပြည့်သွားခဲ့တယ်ဒီနေ့ပရိတစ်ခုပြည့်သွားခဲ့တယ်ဗောနော် 30နဲ့၄ချိန်မှာတစ်ချိန်ဖောက်တယ်ပေါ့နော်ကျတော့ကျွန်တော်ဒီနောက်ထပ်20ဒီကိုလည်းတူတူထပ်ပြီးတော့အလေးလာကြည့်အောင်လားခင်ဗျာဒီဟာလေးပေါ့နော်ဒီဟာဆိုရင်လည်းပင်ရှိပေါ့နော်ဒီ9ရှောက် break ကိုပေးတာဆိုရင်၄ခွန်ရှိ9 break ရှောက်ခွန်ပေးတာ10 break 9တုံများ break ပေးတာ၄ break ရှောက်ခွန်ပေးတာ၄၈9ပေးတာ9တုံများ10ပေးတာ10 break ချပြီးသွားတယ်ပေါ့နော်ဒီအနီအောင်လေးနဲ့ကတော့ပေးတဲ့ break ဖြစ်ပါတယ်ခင်ဗျာအစိမ်းအောင်လေးနဲ့ကတော့ဒူချပေးသွားခဲ့တဲ့ပရိတ်တွေဖြစ်ပါတယ် ခွန်ရှင်နေတော်များတိရှင်းတော်များတိငါပါနော်ပြီးရင်နံပါတ်19မှာကိုတော်များခွန်တော်များတိပြိတ်ကိုပေးတာငါတော်များလေးကိုပါနော်ခွန်ရှင်နေတော်များတိငါကိုတော်များပေးတာတိငါ6ပေးတာနိနေတုံးပေးတာခွန်ဒီလိုတောက်6ပါနော်ဒါမက်ဆီများမတိတိတဲ့မက်ဆီတွေအတွက်ထပ်မံပြပေးရှင်းဖြစ်ပါတယ်အကူတုံများပေးတာခွန်96ကိုပေးတာခုနှစ်ပြည့်ပေါ့နော်30ကျော်ရှိသွားပြီ ပြီးတော့ဒီဘက်မှာ ပြီးတော့69ပေတာတိပရိ69ကိုပေတာ၄ပရိ6ခွန်ပေတိပရိနေ့3ပရိပေတာ9ပရိ3ခရီးတစ်ပတ်6ခွန်ပရိကိုပေတာ3တုံများ9ဆွေအတွက်3လုံးပေါင်းရှင်း2ပရိချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်6ခွန်ပရိပေတာ OK တယ်ပေါ့နော်အကြိမ်အားဖြင့်40နဲ့40ကျော်ရှိသွားပြီဖောက်ပြန်မရှိသေးဘူးပေါ့နော်သူရဲ့တက်နီကိုလေ့လာကြည့်အောင်လားခင်ဗျာ โอเคဒါလေးကတော့သူရဲ့တန်ကြီးဖြစ်ပါတယ်ဗောနော်ရှစ်ကိုပေတာရှစ်ကိုလေးတိပရိချပေးသွားတယ်ရှစ်ကိုပေတာ9 6 3လေးပရိချပေးသွားတယ်6ခုပေတာတိပရိနှစ်3ပေတာတိပရိနှစ်3ပရိပေတာတိပရိချပေးသွားတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့အဲ6ခုပရိကိုပေတာ3တုံများ9ဆိုတဲ့အတွက်နှစ်ပရိထပ်ပြီးချပေးသွားခဲ့တဲ့အတွက်ကျွန်တော်6ခုပရိအားနဲ့ယူတာ OK တယ်ဗောနော်ဆိုတော့နှစ်9တိ3တုံများ9ရှစ်ခုပြီးရင် အရှိတောင်းလုံးက339ရဲ့2931ပြီးရင်965633ဖြစ်ပါတယ်။ဒါဆိုရင်ယူရနီကဒီရှိဆုံးနှစ်ကိုနှစ်ချိန်ပေါင်းမယ်ပေါ့နော်။ပြီးရင်3နဲ့3နဲ့မှာတစ်ချိန်စီ၊3မှာနှစ်ချိန်၊9မှာတစ်ချိန်၊8နဲ့9မှာတစ်ချိန်စီ၊9မှာတစ်ချိန်အထိတ်နဲ့ပိတ်မှာတစ်ချိန်၊၄နဲ့မြောက်ပြီးတော့9နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့နာချိန်ဟာလေးတင်းနဲ့ဒီအနောက်ကကိုးနဲ့ပေါင်းရင်30ဒီအလဲက3ဒလုံးကျန်မယ်ပေါ့နော်ရှစ်ခွန်ပေါင်းတာက15ဒီကိုးနဲ့ဒီတင်းနဲ့ပေါင်းရှင်30အလဲက2ဒလုံးကျန်တယ်ရှောင်းလေးလေး24လေးနဲ့ဒီကိုးနဲ့ပေါင်းရှင်73ဖြစ်တယ်ပေါ့နော်အခွဲဒါဆိုရင်နေ့3ပေါင်းရှင်55နဲ့ပေါင်းရှင်30နေ့3ပေါင်း9နဲ့ပေါင်းတဲ့10ဒီလေးနဲ့3နဲ့ပေါင်းတော့9ရာရဲ့အတွက်ကြောင့်မို့ဒီနေ့အရာ9ရှစ်ပြိပယ်မှာဖြစ်ပါတယ် ပင်ရှိပါနော်အပင်ပေါင်း40ကျော်ရှိသွားပြီတနည်းအရတော့ဒီနရောခွန်ရှိပြိပေးတာပါနော်ဒါဆိုရင်ခွန်ပြိအားနေတာတွင်နည်းမျိုးရှိတယ်ပါနော်ကိုပြိအားနေတာတွင်နည်းမျိုးရှိတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်တွင်နည်းမျိုးကိုကျွန်တော်အတူတူထပ်ပေးလေးလာကြည့်မယ်ပါနော်ဒါလေးကတော့ပြိတလုံးသေးပဲပါနော်ရှော့ပြိပေးတာလေးလေးရှော့လေးပြိရှိပြိပေးတာ6 5 5ပြိဖြားပေးသွားတယ်ပါနော်5ပြိပေးတာ6 9တုံများရှိပြိဖြားပေးသွားတယ်1ဒီမှာဆိုရင်တုံများ6 9 6ပါနော် နေတုံတိငါတိကိုရှောက်ခွန်တုံမြောက်ကိုချောက်လေကိုတုံတိနေငါရှိနေငါရှိခွန်တိကိုငါရှိပြီးရင်ခွန်ခွန်နိပရိပေတာတုံတုံချောင်းနိပရိပေါ့နော်ကိုငါချောင်းနိငါလေရှိခွန်ကိုခွန်ကိုချေရှိငါတုံငါရှိခွန်လေတိလေတုံရှိခွန်လေရလေးပေးနေဆဲပဲဖြစ်ပါတယ်ပေါ့နော်သူလည်းပင်ရှိဖြစ်ပါတယ် အနိတိတုံညာကိုဒီပြိခရတဲ့ဘာကျွန်တော်တို့ဒီမှာကိုပြိပေးတာပါနော်ကိုပြိပေးတာဆိုရင်ရေချပေးတော့တာက3ချစ်ရှိပြီးတော့3တုံညာကိုဆိုတဲ့အတွက်ကြောင့်မို့ပြိခရတဲ့ဘာမှာနိပြိချပေးသွားခဲ့တဲ့အတွက်ကျွန်တော်တို့ဒီကိုပြိအားနေယူတာ OK တယ်ပေါ့နော် OK ဒီ20နှစ်အဆက်ကိုလည်းကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာအပင်ပေါင်း40အထိထပ်ပြီးပေးသွားအောင်မလားပေါ့နော် okay တွေ့တွေ့နည်းကိုလေ့လာကြည့်မယ်ပေါ့နော်တွေ့ရတဲ့နည်းကဒီမှာဖြစ်ပါတယ် ဒီကိုပရိအားနေတာတုံများလေးလေးရှစ်ပရိချပေးသွားတယ်ရှစ်ပရိအားနေ၅ပရိ၃ပရိအားနေ၅ရှစ်9 4 3 6 9 3 9 9 5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  သုံးတောင်ညာကိုဆိုတဲ့အတွက်ကြောင့်မို့အပေါ်ကလေးလေးခွန်ပေါင်းဆက်တိကိုရှင်းနဲ့ထပ်ပေါင်းထားတယ်ပေါ့နော်ဒီအောက်ကရှင်းတလုံးနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဤအတိုင်းပဲဆိုရင်တော့ဒီအလေအလေထင်းရှိကုန်တဲ့ချိန်ပေါင်းမယ်ဒီကိုနဲ့တစ်ချိန်ထပ်ပေါင်းတာပေါ့နော်ရှေ့ကဒီမှာ၃ချိန်ဆိုတဲ့အတွက်ရှင်း၃ဒီ၂၀နဲ့၄ကိုဒီအောက်ကကိုနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ် ဒီဘုံမှာလေးလေးခွန်ပေါင်း7ကိုဒီအောက်ကရှင်းနေပေါင်းတယ်6နာချိန်6နဲ့ခွန်ပေါင်း73ကိုခွန်နဲ့ထပ်ပေါင်းထားတယ်ဗောနော်ဆိုတော့၄ကိုပေါင်း73 3ပြည့်အားနဲ့မှာဖြစ်ပါတယ်ဒါတနည်းအရာဗောနော်တနည်းအရာဒီ30ချိန်မှာ3ပြည့်အားနဲ့ယူမှာဖြစ်ပါတယ်ခင်ဗျာပြင်ရှင်ထပ်ပြီးရှားပြီးတော့မလားဗောနော်โอเคဒါဆိုရင်ကျွန်တော်ခုနကဒီဟာလေးမှာဗောနော်ဒီမှာဆိုရင်3ပြည့်အားနဲ့နာမှာဖြစ်ပါတယ် ။ဒါဆိုရင်ဒီမှာတုံးပါနော်။ဟုတ်ကဲ့ဒါဆိုရင်ကြံနေတဲ့ပရိတ်ကဒီလေးပရိတ်တတိထားမှာပေါ့နော်။ဒီလေးပရိတ်ကပြည့်ခရစ်တပတ်မှာသူတစ်ကြိမ်ဖောက်သွားတဲ့အတွက်ကြောင့်ပေါ့နော်။ကြံနေဟာတွေကပြောက်ဖောက်ပြီးမရှိသေးဘူးပေါ့နော်။ဒါဆိုရင်ကြံနေတာကကျွန်တော်ဒီပရိတ်ကြံမယ်ပေါ့နော်။ဝိဆွတ်ဒီမှာ၃ညပရိတ်လေးကြံမယ်ပေါ့နော်။၃ညဒီဒီမှာ၄ကပယ်တယ်၃ပယ်တယ်၄ရာလေးပယ်တယ်ဆိုတော့ဒီမှာ၅ပရိတ်ကြံမယ်ပြီးရင်၆ပရိတ်ပေါ့နော်။ခွန်၈ ကိုရွေတော့တောင်များတဲ့ငါးလျှောက်ပရိအားနေမယ်ပေါ့နော်ဒီလေးပရိတတိထားမှာဖြစ်ပါတယ်လေးပရိကကျွန်တော်ပြီးခရီးတစ်ပတ်မှာသူတစ်ခုသေးပဲဖောက်သွားတယ်ပေါ့နော်ကျတော့ကြံနေတာကတောင်များတဲ့ငါးလျှောက်ပရိရဲ့ကျွန်တော်ဒီမှာတစ်ပရိအားကောင်းသွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခွန်ရှစ်တင်နေပရိရှိတယ်ပေါ့နော်အာနပင်ရှားပရိတ်20မှာဆိုရင်ခွန်ရှိတင်းနေပရိတ်ရှိတဲ့အတွက်ကြောင့်မို့အာပုံတူဆိုရင်တော့ကျွန်တော်ဒီမှာတေပရိတ်အားကောင်းမယ်ပါနော် โอเคတင်ပြည့်အားကောင်းမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်ဒီတင်ပြည့်များထပ်ပြီးချပေးသွားမလားဗောနောတင်ပြည့်တီဗောနောအဆွေနောက်ထပ်ကြံနေတဲ့ပြည့်တစ်ခုကိုဆက်ပြီးလေ့လာကြည့်အောင်တရားလေးဖြစ်ပါတယ်တုံများတင်ပြည့်ကိုပေးတာဗောနောပြည့်အားနေတုံများတင်ပြည့်ကိုပေးတာ6ခုတုံများ5ပြည့်တင်းနေပေးတာ9ပြည့်၄၅ပြည့်ကိုပေးတာ9တုံများလေးဆိုတဲ့အတွက်ပေါင်းရှင်း9ပြည့်ချပေးသွားတယ်ဗောနော၄၅နဲ့၆ခွန်က၅၈ခုပေးတာတီ ရှောက်ခွန်ပေတာ6တုံများ6ဆိုတဲ့အတွက်နင်းနှစ်က6နှစ်6လေးနှစ်သုံးခွန်3လေးခွန်တုံများတစ်ချစ်3လေး5တုံများတစ်ခွန်6ခွန်3ခွန်8 3 5ခွန်โอเคဒီအလေးအပင်20လောက်ရှိပြီပေါ့နော်5 6ဆိုရင်ခွန်5 6က3ခွန်8ကလေး3လေးပေတာတစ်လေး5ပေတာတစ်လေး5ပေတာ6ပြေခဲ့တဲ့ဘတ်တုံများတိကိုပေတာ3တုံများ6ဆိုတဲ့အတွက်နေပရိချပေးသွားခဲ့တဲ့အတွက်ဒီတွင်နေ့က ဆက်ပြီးခြားပေးသွားခဲ့တယ်ပေါ့နော်26နဲ့6နင်းငါတေတုံးတုံညာကိုဆိုတဲ့အတွက်ကြောင့်မို့တနည်းအရကျွန်တော်ဒီအပေါ်မှာနင်းနဲ့ရှင်းပေါင်း30တုံညာနင်းနဲ့ကနေပေါင်း45ပြိပယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာဆိုရင်နင်းနဲ့တုံညာနဲ့ပေါင်းပြရမှာဖြစ်ပါတယ်ဒီနှစ်နဲ့အလေးထိန်တုံများနဲ့ပေါင်းတော့နှစ်နဲ့တုံများနဲ့ပေါင်းရှင်းနှစ်နှစ်သုံးပြိပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာနှစ်သုံးပြိပေးတာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ဒီနေ့၃ break ကတက်ပြီးတော့ကျွန်တော်ခုနပရိအားနဲ့ဒီမှာဆိုရင်ပါနေပြီးသားဖြစ်ပါတယ်ဒီမှာနေ့ဒီမှာလဲ၃ပေါ့နော်ဆိုတော့နေ့ပရိပေဒါနှစ်ခု၃ပရိပေဒါနှစ်ခုခုနှစ်ပရိပေဒါနှစ်ခု၉ပရိပေဒါနှစ်ခုပေါ့နော်โอเคအဲဒါတွင်းဒီအရာပေါ့နော်တွင်းဒီအရာကျွန်တော်မရှင်းများတည်အောင်ပြန်လည်မျှဝေတင်ဆက်ပေးရှင်းတာဖြစ်ပါတယ်၃၅၅ short break ချက်မြေပေါ့နော်โอเคဒီ၄ break ကိုမရှင်းတော့ကြိုက်တယ်ဆိုရင်တော့အရန်သားတင်တယ်ပေါ့နော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ